က်ကာဆိုတာကွန်ပျူတာစနစ်တွေရဲ့အားနည်းချက်တွေကိုရှာဖွေပြီးသုံးချတတ်တဲ့သူတွေပါသူတို့ဟာနည်းပညာကိုအသုံးပြုပြီးလုံခြုံရေးစနစ်တွေကိုအောက်ထွင်းဝင်ရောက်နိုင်စွမ်းရှိပါတယ်အခုတင်ဆက်ပေးမှာကတော့ကမ္ဘာတော်သောဟက်ကာတယောက်ဖြစ်တဲ့ Kevin Minnis ပဲဖြစ်ပါတယ် Kevin Minnis ကသမိုင်းတစ်ချောင်းမှာနာမည်အကြီးဆုံးဟက်ကာတဦးဖြစ်သတ်မှတ်ခံထားသူဖြစ်ပါတယ်သူဟာ1963ခုနှစ်မှာဝေဖွားခဲ့ပြီးနေစင်ကလေးကကွန်ပျူတာနဲ့နည်းပညာတွေကို သူစိတ်ဝင်စားခဲ့သူလည်းဖြစ်ပါတယ်မင်းနေဟာသူ့ရဲ့ဟက်ကာလောကတွေကိုစေကျော်တဲ့အရွယ်မှာပဲစတင်ခဲ့တာပါသူဟာဖုန်းစနစ်တွေကိုချိုးဖောက်ပြီးအခမဲ့ဖုန်းခေါ်ဆိုနိုင်တဲ့နေလိုင်းတွေကိုခြောက်ဖွေခဲ့သူဖြစ်ပါတယ်ဒါဟာသူ့ရဲ့ပထမဆုံးဟက်ကာလောရက်တွေကတစ်ခုဖြစ်ပါတယ်1980နောက်ပိုင်းနဲ့1990ပြည့်နှစ်တွေမှာမင်းနေဟာနာမည်ကြီးလာပြီးသူ့ရဲ့ဟက်ကာလောရက်တွေကြောင့် FBI ရဲ့ပြစ်မှတ်ဖြစ်လာခဲ့ပါတယ် သူဟာကွန်ပျူတာစနစ်တွေကိုစိုးဖောက်ပြီးချက်လက်တွေကိုခိုးယူတာတွေကွန်ပျူတာကွန်ရက်တွေကိုဝင်နှောက်ချက်တာတွေလုပ်ဆောင်ခဲ့ပါတယ်။အဲဒီနောက်1995ခုနှစ်မှာတော့မင်းနစ်ဟာ FBI ရဲ့ဖန်ဆီးခြင်းကိုခံရပြီးသူ့ကိုကွန်ပျူတာနဲ့ဆက်ဆက်တဲ့မှုခင်းတွေအတွက်စွဲချက်တင်ခဲ့ပါတယ်။သူဟာထောင်ဒဏ်၅နှစ်ကြာခံခဲ့ရပြီး2000ပြည့်နှစ်မှာပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ထောင်မှလွတ်လာပြီးနောက်မင်းနစ်ဟာသူ့ရဲ့အတွေ့အကြုံတွေကိုအသုံးပြုပြီးကွန်ပျူတာလုံခြုံရေးနယ်ပယ်မှာပြန်လည်ရပ်တည်ခဲ့ပါတယ်။ ူဟာလုံကြုံရေးချန်ပီယံတူဖြစ်လောက်ကင်ခဲ့ပြီးလုံကြုံရေးဆိုင်ရာစာအုပ်တွေကိုလည်းရေးသားခဲ့ပါသေးတယ်။ဘက်နီဟာသူ့ရဲ့ဟက်ကာလောရက်တွေနဲ့ပြစ်မှုတွေအတွက်နာမည်ဆိုးနဲ့ကြောကြားခဲ့ပေမဲ့နောက်ပိုင်းမှာတော့သူဟာလုံကြုံရေးနယ်ပယ်မှာရေးပါတဲ့သူတူဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။မင်းနီဟာကွန်ပျူတာလုံကြုံရေးဆိုင်ရာသင်တန်းတွေပို့ချခြင်းစာပေရေးသားခြင်းတွေနဲ့သူ့ရဲ့တွေ့ကြုံတွေကိုအသုံးပြုပြီးလုံကြုံရေးကိုမြင့်တင်ပေးခဲ့ပါတယ်။အခုဆိုကေဗင်မင်းနီဟာ ကမ္ဘာသမိုင်းမှာနာမည်အကြီးဆုံးဟက်ကာတဦးဖြစ်ကြံရစ်ခဲ့ပြီးသူ့ရဲ့အတွေ့အကြုံတွေဟာကွန်ပျူတာလုံခြုံရေးနယ်ပယ်အတွက်အထောက်အကူပြုနေခဲ့ပါတယ်အခုလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုလေးကိုတိုင်းနဲ့တက်တယ်ဆိုရင် like and subscribe လေးပြုလုပ်ပေးခဲ့ပါအောင်နော်လူကြီးမင်းတို့ရဲ့ထင်မြင်ချက်တွေကိုလည်း comment မှာရေးသွားပေးပါအောင်ခင်ဗျ